မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ9ရက်နေ့မနက်ခင်းသတင်းများကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရေကြီးတိုက်ပွဲတွင်တည်ရဲမှုအပါဝင် စစ်ကောင်စီဘက်ကတိုက်ဆုံတန်ရသူများပြားဆိုတဲ့သတင်းပဲဖြစ်ပါရယ်။ ARD တိုင်းရေကြီးမြို့နယ်ဆက်ဆက်ယူကြီးရွာနေရင်မေလာ31ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီမိုးဦးပင်အခြေဆိုင်ခလာရ29ကတည်ရဲမှုအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်3ထပ်မင်းတိုက်ဆုံခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များထံက သိရသည်ဆက်ဆက်ယိုကျေးရွာမှထွက်လာသည့်စစ်ကြောင်းကိုတော်လိန်ပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကတရင်မှုနှင့်သုံးထက်မနေတိုက်ဆုံခဲ့ပြီးနောက်ထပ်တပ်ဖွဲ့ဝင်အများပြားလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြောသည် ဆက်ဆက်ယူကနေငကရဲတာမှာတက်ဆွဲထားတဲ့ဘ ிய ဝအဖွဲနဲ့သွားပေါင်းတာမှာတော်လိန်ပူပေါင်းတက်တွေကခြားပြတ်တိုက်ခိုက်ကြတာခလာရ29ကတရင်မှုနဲ့တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထက်မနည်းသေဆုံးခဲ့ပြီးတော့အများပြားလေးဒဏ်ရာရရှိခဲ့ကြတယ်လို့သိရတယ်။တရင်မှုနာမည်တွေကတော့မသိရသေးဘူးဟုမြေပြင်စီရေးတဲ့ရင်းမြစ်တို့ကပြောသည်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာပသိမ်မုံရွာကားလမ်းမော်ရင်ဖြစ်ပြီးမြောက်ဆန်းကျေးရွာအခြေဆိုင်အမှတ်344အမြောက်တရင်နဲ့6မိုင်ကွန်းချင်းခန္ဓာကော်အီကျောင်းတိရှိရသည်။လက်ရှိတွင် ARA တိုင်းရှိ ကြီးလေးမြနာနှင့်အင်္ဂဗိုလ်မြို့နယ်တို့တွင်စစ်ကောင်စီနှင့်တော်လင်းပူပေါင်းတပ်များကြားစစ်ရေးတင်မာနေကြပြီးပသိမ်မုံရွာလမ်းမိုင်းတွင်ထိထိတိုက်ပွဲအငဲများမကြာခဏဖြစ်လေရှိကြောင်းဒေသခံများထံကသိရသည်ရှင်းတိုက်ပွဲကြောင့်ပသိမ်မုံရွာကလည်းအနီးကျေးရွာများမှဒေသခံများမှဆက်ပြီးရှောင်နေကြရပြီးအချို့ကျေးရွာများကိုလည်းစစ်ကောင်စီကစာနှင့်ရိတ်ခါတည်ယူခွင့်ပိတ်ပင်ထားကြောင်းဒေသခံများကပြောသည်လေးမြနာဒေသခံတအူက ပဒိန်မုံရလမ်းမပေါ်မှာတိုက်ပွဲကဖေဖော်ဝါရီလကလေးကဖြစ်နေကြတော့ဒေသခံတောင်းနေချီပြီးစစ်ဘေးရှောင်နေကြရတယ်။တချို့ရွာတွေမှာစစ်ဘေးမရှောင်နေသူတွေလည်းရှိကြတယ်။ပဒိန်မုံရကားလမ်းမကတော့စစ်ကောင်စီကရိတ်ခါလုံးဝတဲခွေမပြူဘူး။တွေ့ရင်ပစ္စည်းတွေရောလူပါဖမ်းဆီးခံကြရတယ်ဟုပြောသည်။ ရခိုင်ပြည်နယ်ထိစပ်နေသည့် AR တွေတိုင်းကမြို့နယ်များကိုစစ်ကောင်စီကဆုံးရှုံးခံရမည်ဆိုရင်တဖြင့်ရခိုင်ရပိုင်းတိုင်းအင်အားဖြစ်တဲ့မှုများပြုလုပ်နေကြောင်းစစ်ရေးတရင်ရင့်မဲ့များကပြောသည် AR တွေတိုင်းတွင်အရကတက်မရောနှင့်ဒေသခံပြည်သူကော်ရီတက် PDF တို့ပူးပေါင်းပြီးရေကြီးလေးမျက်နှာအင်ကဘူတာပေါင်းနှင့်ပသိမ်မြို့နယ်တို့တွင်2025ခုနှစ်ဇန်နဝါရီလမှစတင်ကတိုက်ပွဲများရှိနေခြင်းဖြစ်သည် ဆက်လက်ပြီးတောင်သာမျိုးပေါ်ရှိမြေစရင်ယုံအခွန်ယုံအမှတ်နှစ်ရက်ကွက်နှင့်ဇယန်းစစ်ကောင်စီဂိတ်တို့ကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့ပေါ်ရှိစက်ကောင်းစီအမည်စရင်ယုံအခွန်ယုံအမှတ်နှစ်ရပ်ကွက်နဲ့တောင်သာမြို့အနောက်ဘက်အထွက်ရှိစကြန်းခိတ်စခန်းတို့ကိုဝင်းရောက်စီးနှင်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကော်မတီတံမတော်မြင်းချံခရိုင်အမှတ်3တပ်ရင်းကရမန်နီကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့နေ့လယ်ပိုင်းကတောင်သာမြို့အနောက်ဘက်ရှိအစံဖက်စက်ကောင်းစီရဲ့စကြန်းခိတ်ကို RPG 7နဲ့စတင်ပစ်ခတ်ခဲ့ပြီးစံတစ်ဖက်ကနေမြို့ရဲဝင်ရောက်ကပြည်သူ့ပိုင်မြေတွေကိုအတူတူသိမ်းပိုက်နေတဲ့ အခွန်ယုံနဲ့မြေစင်းယုံကိုဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်။အရင်နောက်အမှန်နဲ့ရက်ွက်ဥက္ကဋ္ဌကိုဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ထွက်ပြေးလွတ်သွားခဲ့တယ်လို့ဆိုပါရယ်။တော်လန်ရဲတပ်တွေတောင်သာမြို့ပေါ်အထိဝင်ရောက်လှုပ်ရှားချိန်မှာစစ်ကောင်စီတပ်တွေကပြန်လည်ပစ်ခတ်တာတွေမရှိဘဲအထိုင်စခန်းတွေမှာသာအသင့်အနေထားနဲ့ရှိနေတယ်လို့မြင်းချန်ခရိုင်အမှတ်တုံးတရင်ကအသိပေးထုတ်ပြန်ထားပါရယ်။ ရှခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စေအုစုက PDF အယောင်စာမီသခိုင်းငလျင်တန်းတဲ့နေရာတွေကိုစစ်ကြောင်းထိုးစေအုစုမီရှိုလိုနေ20ကျော်မီလောင်ပြီးရွာ30ကျော်ကဒေသခံတောင်းချီထွက်ပြေးနေရဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်စေအုစုကပြည်သူ့ကော်မတီတပ်ဖွဲ့ PDF အယောင်စာမီသခိုင်းငလျင်ပေးတန်းတဲ့နေရာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ဒေသခံတောင်းတဲ့ချီထွက်ပြေးနေရပြီးနေ20ကျော်လဲမီရှိုဖြစ်စီခံနိုင်ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရဲမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ဘိုးချက် ဒေတာတွေဖြစ်တဲ့စကိုင်းမြို့ကြီးရွာတွေကိုစစ်အုပ်စုက PDF အယောင်စာမီစစ်ကြောင်းထုတ်ဝင်ရောက်နေခဲ့တာတပတ်ခန့်ရှိပြီဖြစ်ပြီးကြီးရွာဆေးရကျော်ကဒေတာခန့်တွေအခုလိုထွက်ပြေးနေကြရတာဖြစ်တယ်လို့ဆိုပါတယ်ဆေအိုဇုတက်တွေဟာပြီးခဲ့တဲ့မေလ26ရက်ကစပြီးစွန်လ4ရက်ယမန်နေ့အထိအဆိုပါကျေးရွာတွေကိုစစ်ကြောင်းနှစ်ကြောင်းထုတ်ဝင်ရောက်နေတာလို့ဆိုပါရယ် ဆေအုစုတက်တွေဟာငလျင်ဘေးတဲ့မင်းကုန်းကင်းရှာယောင်စတဲ့ကြီးရွာကိုအင်အား200ခန်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးညောင်ကုန်းတောင်မှဘဒူကန်ကြီးကုန်းဆင်းဖြူဆဲလီတော့တောင်အင်းတောင် တောင်အင်းမြောက်ရွာတောင်တက်လုံး မအိုပင်ကြောက်ပန်လာစတဲ့ကြေးရွာတွေကိုတော့အင်အား300ခန့်နဲ့စစ်ကြောင်းဖြန့်ပြီးစီးနှင်းဝင်ရောက်လာတာဖြစ်တယ်လို့တော်လန်အင်အားစု Wallet Information and Network ပြန်ကြားရေးကုန်နဂါလီကပြောပါရယ်စစ်ကြောင်းကခြေလင်းစစ်ကြောင်းပြ26-28ရက်ပိုင်းတွေကဒီဘက်ကရဲဘော်တွေရဲ့ယူနီဖောင်းတွေရသားလာလို့သိရတယ်ဗျသူတို့ရဲ့ line ပေါ်မှာခွေးချန်တွေမှာကျော်သွားလို့ ခွေးချန်နယ်မှာရှိတဲ့အခါကျတော့အဲ့ဒီလိုမျိုး PDF uniform တွေဝတ်ပြီးတော့မှထိုးတာတွေလည်းပါတယ်လို့သိရတယ်။အဲ့ဒီလိုထိုးတဲ့အထက်မှာပြည်သူစစ်ပေါ်နော်ပြည်သူစစ်လို့ယူဆရတဲ့အသက်ဆက်ခွန်ဆက်ရှိကလေးတွေပါတယ်လို့သိရတယ်လို့ကိုနဂါလီကပြောပါတယ်။ အခုလိုစေအုပ်စုအင်အားအများပြားနဲ့စစ်ကြောင်းဖြန့်ကျက်ထုံးဝင်ရောက်လာသူတွေထဲမှာစစ်မှုရန်ခေါ်ဆောင်ခံရတဲ့ပြည်သူစစ်အဖွဲ့ဝင်အများစုနဲ့အရမဆက်သားစုဆောင်ခံရတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါဝင်တယ်လို့ဆိုပါရယ်စေအုပ်စုအဖွဲ့ဝင်တချို့ဟာတော်လိုင်းအင်အားစုတွေကတင်းစီရရှိတဲ့ပြည်ရဲ့ဝစ်ဆောင်ကိုဝစ်ဆင်းပြီးဂျီရွာတွေကိုစီးနေဝင်ရောက်ကလမ်းမပေါ်သွာလာနေတဲ့ကားရီစီကစီပေပါတွေကိုတင်းစီသလိုကင်းဂျီရွာကနေ20ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လိုင်းအင်အားစုဝက်လက် informational network ပြန်ကြားရေးကုနကားလေးကပြောပါရယ်စကိုင်းမြောက်ချမ်းစစ်ကြောင်းထိုးစင်မှာကကျွန်တော်တို့ဒီခရင်ချင်းဆက်ကားလန်းရှိတယ်။ကားလန်းပေါ်မှာခီးသွလာနေတဲ့ကားတွေကိုစီပေပါတွေကိုကားသမားတွေကသူတို့ကိုကြောက်လို့ထွက်ပြေးသွားတာ။စီပေပါတွေတို့ကားထဲမှာရှိတဲ့ဘက်ထရီအိုးတွေတို့အတုံးချမဲ့ပစ္စည်းတွေဖြုတ်ယူတာတော့ရှိသေးပြ။ကားပေါ်ကျန်တဲ့ပစံတွေတို့ကားတစ်စီးလုံးယူထားတာတွေရှိသေးပြလို့ကိုနဂါလေးကပြောပါရယ်။ ဒါပြင်ဆေအုပ်စုတပ်တွေဟာကျေးရွာတွေကိုစီးနေဝင်ရောက်စဉ်အတွင်းစကိုင်းမြို့ပေါ်အခြေဆိုင်အမှတ်33ချင်းမြန်တမဌာနချုပ်ကနေလက်နက်ကြီးနဲ့ကိုင်ကြီးပစ်ခတ်ပေးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဆေအုပ်စုတပ်တွေကျေးရွာတွေကိုစီးနေဝင်ရောက်လာတာဟာဆေအုပ်စုစကိုင်းနိုင်ဝင်ကြီးချုပ်မြတ်ကျော်စကိုင်းမြို့ပေါ်ရောက်ရှိနေခြင်းဖြစ်ပြီးတော်လိုင်းအင်အားစုတွေနဲ့ဆေအုပ်စုတပ်တို့မေလ28 29ရက်တွေမှာမင်းကုန်းနဲ့ကင်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်လက်ရှိမှာတော့ဆေအုပ်စုတပ်တွေကစကိုင်းမြို့နောက်ဘက်ရှိကျေးရွာ ါတွေကိုတရွာပြီးတရွာစီးနေဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလိုစေအုပ်စုတက်တွေစီးနေဝင်ရောက်နေတာကြောင့်ညောင်ကုန်းတောင်မဘဒုကံကြီးကုန်းစင်ဖြူဆယ်လီတော် တောင်အင်းတောင်တောင်အင်းမြောင်ရွာသာတက်လုံးမအိုပင်ကြောက်ပန်လာမင်းကုန်းကင်းရှာယောင်စတဲ့ကြီးရွာဆေးရွာကျော်ကဒေသခံထောင်တောင်းနေချီထွက်ပြေးနေရပြီးတောတောင်တွေအတွင်းနေထိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ပေးရှောင်းနေအောင်တောတောင်တွေနေထိုင်ကြရတဲ့အတွက်ဇန်စီစာရိတ်ခါအပါဝင်ဈေးဝရီအရေးပေါ်လိုအပ်နေပြီးမိုးရင်းကြတဲ့ဥတုကြောင့်ဖျားနာသူတွေလည်းရှိတယ်လို့စကိုင်းတိုင်းတွင်စစ်ရှောင်းအ ရေးကူညီပေးနေသူကိုစိုးမိုးအောင်ကပြောပါရယ် နေရချတာကမိုးရင်းဆိုတော့တော်တော်ဆိုးတယ်ဗျခရိုင်းထက်ဆိုင်မော်လေးမိုးရင်းဖြစ်တဲ့အခါကျတော့စားတော့တာကတော့တတ်နိုင်တဲ့လောက်လုံနေတာပဲအခုလက်ရှိကတော့လုံလောက်မှုကတော့မရှိသေးဘူးဗျလုံလောက်မှုကတော့ခက်ခဲတယ်ဖျားနာတာတော့ရှိကြတယ်ပေါ့နော်မြေပြင်ထွက်ရတာဆိုတော့မိုးရသည်ကာလဆိုတော့လေအခုလက်ရှိအနေထားကနောက်ထပ်တစ်ပတ်ဆယ်ရက်လောက်သွားမယ်ဆိုရင်တော်တော်များများထိခိုက်လာတယ်လို့ကိုစိုးမောက်အောင်ကဆိုပါတယ်ဆေရှောင်းတဲ့အတွက်ဆွေးဝါးကုသမှုနဲ့အစားအသောက်လိုအပ်ချက်တွေရှိနေပေမယ့်ဆေးအုပ်စုတက်တွေကအဓိကသွားလာရလမ်းမတွေနဲ့ကုန်စည်စီး င်းမှုလမ်းကြောင်းတွေကိုပိတ်ဆို့ထားတာကြောင့်အခုညီပေးနိုင်မှုအခက်အခဲကြုံတွေ့နေရတယ်လို့ကိုဆိုမအောင်ကပြောပါရတယ်။ အခုကကျွန်တော်တို့ကကားလန်းတွေပါပိတ်ခန့်နေရတာပေါ့နော်ကားလန်းမှာပိတ်ခန့်ထားရတာကုန်စည်စီးဆင်းမှုလည်းမရှိသလိုဒီဘက်ကလည်းမျိုးပေါ်တက်ပြီးသွားဖို့ကလည်းလမ်းကြောင်းကလည်းမကောင်းဘူးပေါ့နော်စစ်ကြောင်းတွေကရှိနေတာဆိုတော့ရှိတဲ့ဟာပဲဒီတိုင်းစားတောက်ပြီးနေရတာပေါ့နော်လို့ကိုစိုးမအောင်ကဆိုပါတယ်စစ်အုပ်စုတပ်တွေကအခုလိုကားလန်းတွေကိုပိတ်ထားတဲ့အပြင်စကိုင်းမျိုးပေါ်လမ်းမတွေနဲ့စကိုင်းမုံရွာကားလန်းမကြီးတွေနဲ့ရွှေဘိုမျိုးပေါ်တွေမှာဆိုင်ကယ်တွေကိုဖမ်းဆီးတာတွေရှိနေတယ်လို့ရွှေဘိုမျိုးဒေသခံတအူးကပြောပါတယ် လိုင်စင်မဲတွေဖန်ဆီးနေတာရှိတယ်။ပြည်သူတွေရှောင်ရှားလို့ရအောင်လို့တော်လိုင်းသမားအချင်းချင်းတော့ပြောထားရတယ်။သတိပေးထားရတယ်လို့အဆိုပါဒေသခံကဆိုပါတယ်။စကိုင်းတိုင်းတွင်မှာတော့စကိုင်းမြို့ကြီးရွာတွေအပါအဝင်မင်းကင်းကောလင်းကံဘလူးကျောလာဒီပေရင်ပူတလင်းဝက်လက်ခင်ဦးကနေကလေးကလေးဝစတဲ့မြို့နယ်30ကျော်မှာအမြင့်တဲ့ဆက်ရှောင်းဦးရေအိမ်တော်စု70ကျော်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကမ်ဘလူရင်စစ်တပ်ကဈေးရွာများကိုဒရုန်းဖြင့်တိုက်ခိုက်မှုပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးတောင်းနှင်ချီကထွက်ပြေးနေရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။သခိုင်းတိုင်းကမ်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထုံနေတဲ့အကြမ်းဖက်စစ်တပ်ကဈေးရွာများကိုဒရုန်းဖြင့်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးတောင်းနှင်ချီကထွက်ပြေးနေရကြောင်း Calling Info မှတောင်းအင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ဇွန်လ3ရက်နေ့တွင်ကမ်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထုံနေသောအကြမ်းဖက်စစ်တပ်နှင့်ဖြူစော်ထေးများကချက်တင်တိုက်နေတွင်ရှိ ေနော်ကုံရွာပေါက်ကံရွာနဲ့ညိုပင်ရှိုးရွာများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ရင်းနေမွန်လွင်ပိုင်းနှင့်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်နှော်ကုံရွာနေတဝိုက်တွင်တော်လရင်တပ်ဖွဲ့များထိတိတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ စစ်ကွေးတွေကပုံကျဲတော့ပြည်သူတွေထိခိုက်သေးဆုံးမှုရှိတယ်လို့တော့သိရတယ်။အရှိအတက်ကတော့မသိရသေးဘူး။စစ်ကွေးစစ်ကြောင်းကလည်းလက်ရှိချိန်တွေရှိသေးတော့ကျွန်တော်တို့ဆက်လက်စုံစမ်းပါတယ်ဟု Calling Informer တောင်းရှိသူတို့ကပြောဆိုသည်။ထို့ပြင် Camp Blue မြို့နယ်ရှိ6000ဘူးတိုင်တဲ့အနေတော်ရှိတင်တော်ရွာတွင်အထိုင်ချတက်ဆွဲထားသောအကြမ်းဖက်စစ်တဲစစ်ကြောင်းကလည်းစစ်ကြောင်းထုံးနေရင်ကန်ကြီးရွာအလေခုံရောဇောချောင်းပေါက်စိန်ကုံရွာနဲ့မင်းတလင်ကုံရွာများကိုထွက်ပြေးတိမ်ရှောင်နေပြီးတောင်းနေချီသောစစ်ပီးရှောင်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေရကြောင်းသိရှိရသည်။ ဆက်လက်ပြီးတမူးမလိုင်းစင်မရှိတဲ့ရင်းတွေကိုစတင်စစ်ဆေးဖမ်းဆီးနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းတမူးမြို့မှာလိုင်းစင်မရှိတဲ့ရင်းများကိုစတင်ဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံများကပြောပါရယ်။ပြီးခဲ့တဲ့မေလ31ရက်နေ့စနေနေ့ကစတင်ပြီးအခုလိုလိုင်းစင်မဲ့ရင်းများကိုစက်ကောင်စီလက်အောက်ခံရင်ထင်းရင်းများကစစ်ဆေးဖမ်းဆီးနေတာလို့ဆိုပါရယ်။ စစ်စေးဖန်းစည်းနေတာဟုတ်ပါတယ်လမ်းစုံတွေနဲ့မီးပွိုင်နာမှာဖန်းနေတာတွေ့တယ်လို့တမှုမြို့ခံတို့ကဇလံကိုပြောပါတယ်အခုလိုလိုင်းစင်မဲ့ရှင်တွေကိုဖန်းစည်းရမှာစစ်ကောင်စီလက်အောက်ခံရှင်ထင်းရဲထွေအုပ်ပြူစောထီးများနဲ့စီပင်အဖွဲ့ပူပေါင်းပြီးငွေညှစ်ဖို့ဖန်းစည်းနေကြတာလို့ဆိုပါတယ် မော်တော်ပီကဲထွေးအုပ်ရှဲပြူစောတဲ့စီပင်တွေရရင်ငွေတွေပေါင်းစားနေကြတော့တာပါပဲရင်းတွေမသိမှုငွေပဲအဓိကတောင်းနေကြတာပါသိရင်တရားရုံးနဲ့အထက်လူကြီးကစားမှဆိုတော့နေရာမှာပဲဈေးညိပြီးပြန်လွတ်ကြတော့မင်းတို့တရားရုံးရောက်ရင်ဆိုင်ကယ်တွေကားတွေအသိမ်းခံရမှာဆိုပြီးချိန်ချောက်ကြတယ်ငွေမပါရင်ငွေသွားပြန်ယူခိုင်းတယ်လို့အဆိုပါမြို့ကန်ကဆက်ပြောပါတယ်ရင်းတို့အထောက်ထားမဲ့ရှင်များနဲ့တက်တန်းကုန်ဆုံးနေတဲ့ဆိုင်ကယ်သုံးဘင်းကားများကိုတသိန်းချက်ကနေ၅သိန်းချက်အထိတန်းချီဆောင်ခိုင်းပြီးပြန်လွတ်ပေးကြတယ်လို့လည်းဆိုပါ တယ်။ဖန်နေနေရမှာကအရက်သားရီကိုကြိုက်တယ်လို့ငွေညစ်ကြတာ။ဒါပေမဲ့ပြူစောထီတွေကြတော့ဘာမှမပြောရဲကြဘူး။ပြူစောထီအဖွဲ့ကပါဆိုရင်တန်းချီမတောင်းရဲကြဘူးပြ။အေးစေးပြန်လွှတ်ပေးကြတာလို့နောက်ထပ်မြို့ကန်တို့ကလည်းဇလန်ကိုပြောပါရယ်။တမူမြို့မှာအထောက်ထားမိအရှင်များနဲ့တက်တန်းကုံဆုံနေတဲ့ရှင်များကိုဖမ်းဆီးဖို့စီမံချက်ချထားတာဟာစစ်ကောင်စီလက်အောက်ခံရဲပြူစောထီအဖွဲ့များအတွက်အရက်သားပြည်သူများထံချင်းချောက်ငွေညစ်ဖို့လမ်းကြောင်းတစ်ခုဖြစ်နေတယ်လို့ဒေသခံများကပြောဆိုနေကြပါရယ်ရှင်။